နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်ဒူဘာလာ24ရက်တောက်ကြနေ့ တိမောသီဩရာဇာပထမဆုံးခန်းကြီးတဲ့အငယ်၁၂မှ20ထိုတရားကိုငါ၌အပေးတော်မူသည်ဖြစ်၍ငါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ဂျေဇုတော်ကိုငါချီးမွမ်း၏ငါသည်ကဲ့ရဲ့တော်သူညင်စေတော်သူကြမ်းကြုတ်တော်သူ ဖြစ်ဘူးတော်လေတစ္ဆာရှိတော်သူဟု ထိုသခင်သည်မှတ်၍ဓမ္မစရာအရာ၌ခန့်ထားတော်မူ၏ထိုသူငါပြုတ်သောအခါယုံခြင်းမရှိ အမှန်မတိပဲပြုတော်ကြောင့်ဂိဉ္နာတော်ကိုငါခံရပြီငါတို့သခင်ဖျားဤယေရှုတော်သည်လဲယေရှုခရစ်၌ယုံကြည်ခြင်းချစ်ခြင်းနဲ့တကွာအတိုင်းထက်အလွန်ကျွယ်ဝပြီယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည်တစ္ဆာစကားဖြစ်၏အကျွမ်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏ အပြစ်ရှိသောသူတို့တွင်ငါသည်အကြီးဆုံးဖြစ်၏သို့တော်လေသာရအသက်အလိုငါယုံကြည်လက်တန့်သောသူတို့လိုက်เสียပုံသက်သည်ဖြစ်စေခြင်းကအကြီးဆုံးသောအပြစ်ရှိသောငါ၌ယေရှုခရစ်သည်ခတ်သိမ်းသောခံဒီတော်ကို ပြတော်မူမိအကြောင်းငါကိုတနာတော်မူပြီလောကရတို့ဤဘရင်ဒီဟုသော ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသောညံ့မြင်မရအယူပဖြစ်တော်မူထသော တဆူဒီသောဖျားသခင်သည်ကဘာအဆက်ဆက်ဂုံအတိဘုံအနုဘောရှိတော်မူစေတည်း။အာမင်။ငါတာတိမောသည်တင့်ကိုရိမက်၍ဟောပြောခဲ့ပြီးသောအနာဂတ်တီစကားကိုတင်သည်အမိပြု၍ယုံကြည်ခြင်းကို၎င်းကိုကိုကိုတည်သောစိတ်ကြည်လင်ခြင်းကို၎င်းဆွဲလန်း၍ကောင်းသောစစ်ကိုတိုက်စီခြင်းကထားခဲ့ပြီးသော ထိုအနာဂတ်တီစကားနှင့်အညီ အထက်ငါဆုခဲ့ပြီးတော့ပြည့်ညက်ထားခြင်းအခွင့်ကိုသင်၌ငါအပ်ပေ၏။ထိုယုံကြည်ခြင်းမှစသည်တို့ကို အချို့သောသူတို့သည်ပယ်ပြီးလျှင်ယုံကြည်ခြင်းသမောပြည့်၍ဆုံးရှုံးကြပြီ။ထိုသူတို့တွင်ဟုမေနဲနှင့် အာလီဇန်ဒရုပါတတိထိုသူတို့သည်ကဲ့ရဲ့သော စကားကိုကျင့်ဆောင်ခြင်းကသင်ရမည်အကြောင်းစာတန်၏လက်သို့ငါအပ်လိုက်ခဲ့ပြီ။ ယုံကြည်ခြင်းကို၎င်းကိုကိုကိုသိသောစိတ်ကြည်လင်ခြင်းကို၎င်းဆွဲလန်း၍ကောင်းသောစစ်ကိုတိုက်လော့တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး1အခန်းငယ်18မှ19ဖျားသခင်၌တမ္မာခိုင်ခံစွာ ကြီးထွားခြင်းငယ်စဉ်ကလေးသူငယ်ဘဝကပင်လေသည်မြပုံပြင်များကိုကျွန်ုပ်နှစ်သက်စွာဖတ်ရှုခဲ့သည် သူစွန့်စားကမ်းများကကျွန်ုပ်၏စိတ်ကူးပုံဖော်မှုကိုလှုံ့ဆော်အားပေးသည်ယခုတွင် ကျွန်ုပ်သည်လူသည့်အ ਨੇ ဆုံးပင်လယ်ဓမြတွင်မှတဦးဖြစ်သူ black beard အမည်ရင်း edward teach e အခြေဆိုင်ယုံရှိသောနယ်မြေတွင် နေထိုင်သည်ကမ်းခြေမှအဝေးတနေရာပင်လယ်ထဲတွင် black beard e thimble queen anne's revenge နှင်းမြုပ်ပျက်စီးခဲ့သည်သမိုင်းတည်းမှသင်္ဘောပြည့်မှုများနှင့် င်လေပြင်စွန့်စားကံများကကျွန်ုပ်တို့ကိုအလွယ်တကူစိတ်ကူးယဉ်စေနိုင်သည် သို့သော တမန်တော်ရှင်ပေါလုပြောသည့်အလွန်ကွဲပြားသော သင်္ဘောပြည့်ခြင်းအကြောင်းကကျွန်ုပ်တို့အတွက်သတိပေးချက်နှင့်နှိုးဆော်ချက်ဖြစ်သည်တိမောသေဩဝါဒစာပထမဆောင်တွင် ရှင်ပေါလုကယုံကြည်ခြင်းအပြင်ရသောသူ၏သားအားယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုဆွဲကင်ရန် အချို့သောသူတို့သည်ထိုအသိစိတ်ကိုပြစ်ပယ်ကြသည့်အတွေ့ယုံကြည်ခြင်းအရာ၌သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီဟု သတိပေးခဲ့သည်ဤသင်္ဘောပျက်ခြင်းမှအမေနီခုမေနဲနှင့်အာလီဇန်ဒရုတို့နှစ်ဦးသည်မှန်သောယုံကြည်ခြင်းကိုစွန့်ခဲ့၍သူတို့သည်ဖိယသခင်ကိုစော်ကားပြောဆိုခြင်းမပြုမိအကြောင်းဆုံးမခြင်းကိုခံရကြရန်ရှင်ဘောလူက သူတို့ကို စာရန်လက်သို့အပ်လိုက်သည် သူတို့နောင်တရရန်ရှင်ပေါလုလိုလားတော်လဲသူတို့လောက်ရဤအကျိုးဆက်များမှာ ကြောက်မဲ့ဖွယ်ကောင်းလာသည်ကျွန်ုပ်တို့ဤယုံကြည်ခြင်းသည် အသေးမဟုတ်သလိုလေဟာနေတဲ့တွင်လဲတည်ရှိမနေပါကျွန်ုပ်တို့ဤယုံကြည်ခြင်းနှင့်ဩတပစိတ်ကြည်လင်ခြင်းတို့မှန်ကန်ကောင်းမွန်စွာရှင်သန်စေရန်ဖျားသခင်နှင့် ကျွန်ုပ်တို့ဤဆက်ဆံရေးကိုတက်ကြွစွာ ပြုစုပျိုးထောင်ရမည်ဖြစ်သည်ကျွန်ုပ်တို့သည် အခြားယုံကြည်သူများနှင့်အတူ ။ဖျားသခင်ဝိညာဉ်တော်ကိုဝန်ခံလျက်ကျွန်ုပ်တို့အထဲတွင်ဖျားသခင်အားအလုလုခွင့်ပေးနိုင်ကြပါစေ။ယုံကြည်ခြင်းသင်မောပြည့်ခြင်းကိုကျွန်ုပ်တို့ရှောင်ရှားနိုင်ပါသည်။သခင်ယေရှုနှင့်သင်၏မိသားအရဖွဲ့ဆက်ဆံရေးကို မြည်သို့ဖို့ပြမည်နီအကယ်၍သူထံမှသွေဖယ်သွားပါကသူထံသို့ပြန်လာရန်ပထမဆုံးမြည်သည့်အရာကိုသင်ပြုလုပ်နိုင်မည်နီပညာနှင့်ပြည့်စုံသောအဖဖျားသခင်ကိုတော်နှင့်နီးစဉ်ရန်နှင့်ညုံကြည်ခြင်းအရာ၌ကြီးထွားစေရန်ကျွန်ုပ်၏နှလုံးသားတွင်တန်ရှင်သောဝိညာဉ်တော်ဖျားလှုပ်ဆောင်တော်မူပါ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။